အာဆီယံဒေသရဲ့ညဉ့်ဉန်းမှုဖြစ်တဲ့နေရာတွေကိုနှစ်ခုခွဲတယ်။အဲ့ထဲကမှပထမဆုံးမဲကောင်မြေနော်ထပ်ပိုင်းမှာဆဲတည်ဆောက်တယ်။မြေအောက်ပိုင်းမြေလို့ပြဿနာရှိတယ်။အဓိကကတော့မြဝကျုံးပေါ်ဒေသလူနေများတဲ့ဒေသမှာပဲအဓိကရေလူညဉ့်ဉန်းမှုအန်တရယ်နဲ့ရင်ဆိုင်နေရတဲ့မဲကောင်မြေပါ။မာရီလာအုံမြေကတော့မြေလားရေစိုးမြောင်းလားနော်အမိုက်ကန်ကမကွဲလောက်အောင်ကိုနော်တကယ်ကို management အရန်ကိုအားနေတဲ့မြေပါ။စီတာရံမြေကတော့ နော်စွန့်ပစ်ပစ္စည်းတွေနဲ့ခဲပြတာအာစနစ်စိတ်သက်ပစ္စည်းတွေကြောင့်ရေထုညဉ့်ညဉ့်ရရှိပါတယ်။ကြောက်ဖျားမြစ်ကတော့နော်ဒါအိမ်နဲ့ဆက်မှုလုပ်ငန်းတွေကနေစွန့်ပစ်လိုက်တဲ့နော်အညစ်အကြေးတွေကြောင့်ရေထုညဉ့်ညဉ့်ပြည့်ရှိပါတယ်။ကီနာဘာတန်ကန်မြစ်ကတော့ရှီအုံးဆိုင်ခင်းတွေကနေထွက်လာတဲ့အညစ်အကြေးတွေကြောင့်ရေထုညဉ့်ညဉ့်ပြည့်ရှိပြီးတော့ကျွန်တို့ရဲ့အမိအေယာဝတွေကတော့ထပ်ပိုင်းမှာဆိုရင်တွေးထွန်းတူဖော်တဲ့လုပ်ငန်းကထွက်လာတဲ့ဓာတ်သတ္ထုတွေနဲ့ပျော်ဝင်ပစ္စည်းတွေ အလဲပိုင်းတစ်လျှောက်မှာစာကြိုးရေးလုပ်ငန်းကနေထွက်လာတဲ့မြေဩဇာနဲ့ပုတ်သက်စီးတွေကြုံဝင်ပြီးတော့ဖြေတို့ညဉ့်ညင်းလျက်ရှိတယ်ဆိုတာကိုတချို့တို့အတူတူလေ့လာရင်းနဲ့နောက်တင်ဝင်စာတွေမှာတချို့ပြန်ပြီးတော့ဆုံကြမယ်